င်္ဂလာပါရှင်။နိုဝင်ဘာလ15ရက်စနေနေ့ရက်ရန်ကုန်တွင်တင်ဆက်လင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့မြို့နယ်များတွင်105နှစ်မြောက်မြို့သားအောင်မွေးနေ့ထိမ့်မှတ်ခမ်းနားများကျင်းပတဲ့တင်ဖြစ်ပါတယ်။105နှစ်မြောက်မြို့သားအောင်မွေးနေ့ထိမ့်မှတ်ခမ်းနားများကိုရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်များတွင်နိုဝင်ဘာ14ရက်နေ့နေ့ပိုင်းကမြို့နယ်များအလိုက်သတ်မှတ်နေရများတွင်ကျင်းပကြရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်ဌာနဆိုင်ရာများဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ မြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များမြို့နယ်မျိုးသမီးရေးရာအဖွဲ့ဝင်များရက်ွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနဲ့အဖွဲ့ဝင်များတက်ရောက်ကြကြောင်းသိရပါတယ်။အခမ်းအနားများတွင်ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးသရုမဟာပြည်စီသူသရုတိတီသူတမမေအောင်လိုင်ထံမှ၁၅နှစ်မြောက်မြူသားအောင်မင်း၏အချိန်မှအခမ်းအနားသို့ပြေပို့တော်သွန်လာကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများကဖတ်ကြားခြင်း အမျိုးသားအောင်ဝင်နေ့ထိမ့်မဲ့စာဒီစာကုန်းနဲ့ကြပြပြိုင်ပွဲများတွင်ဆွေးရရှိခဲ့ကြတဲ့ចောင်းသားចောင်းသူများအားဆွေးများပေးရခြင်းတို့ကိုစာမျက်နှာကြောင့်သိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အလုံမြွနယ်တွင်မဲယုံမှုဒုတိယမဲယုံမှုနဲ့မဲယုံအဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များခရိုင်အဆင့်နှိပြတင်နန်းဖွင့်လှစ်တဲ့တဲ့တင်ဖြစ်ပါတယ်။ အလုံးမျိုးနယ်မဲယုံမှုဒုတိယမဲယုံမှုနဲ့မဲယုံဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များခရိုင်အစ်စ်နေပြတင်နန်းဖွံ့ဖွဲကိုနိုဝင်ဘာ23ရက်နေ့နေ့ပိုင်းကတစ်တောရက်ကွက်ကန္နာလန်ရှိအမှတ်ခွနစ်အခြေခံပညာထက်တန်းကျောင်းသစဉ်ခမ်းမမှာကျင်းပကြောင်းသိရပါတယ်တနင်္ဖွံမွဲတွင်ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ဝဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကအဖွဲ့အမှားစကားနှင့်အလုံခရိုင်ရွေးကောက်ဝဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးတင်မြို့အောင်မှတင်နန်းဖွင့်လျက်ရဤရွက်ချက်များအားပြောကြားပါသည်။ တင်နန်းသူတင်နန်းသားတင်နန်းသူစုစုပေါင်း85ဦးတက်ရောက်ကြပြီးခရံရွေးကောက်ွယ်ကော်မရှင်အဖွဲ့ကအတွင်မှုဥစောထက်လင်းဦးဆောင်သောတင်နန်းနေပြများကတင်နန်းပူချကြကြောင်းသိရှိရပါတယ်ရှင်ဒီတင်းကိုတော့ရောအေရာက ပြေးပို့လာတာပါထမံတင်ဆက်ပေးမှာကတော့ချမ်းတပင်မြို့နယ်တွင်အခြေခံပညာမူလာတန်းအဆင့်နှင့်အလေတန်းအဆင့်ဘာသာရပ်ဆွဲရင်မြင့်ဆွေးနွေးပွဲကျင်းပတဲ့တည်ရင်ဖြစ်ပါတယ်။ အခြေခံပညာမူလတန်းအဆင့်နဲ့အလဲတန်းအဆင့်ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲကိုလွေမာ14ရည်နေကရန်ကုန်တိုင်းဒေသကြီးထန်းတွင်မြို့နယ်တဲပြုအခြေခံပညာအထက်တန်းကျောင်းဝယ်တွင်ပြုလုပ်ကြောင်းသိရပါဗျ။ဆွေးနွေးပွဲတွင်မြို့နယ်ပညာရေးမှူးဒေါ်ကြည်ကြည်မြင့်ကအဖွဲ့အစည်းစကားပြောကြားပြီးဒုတိယမြို့နယ်ပညာရေးမှူးဒေါ်ဤဝေခိုင်ကဆွေးနွေးပွဲနှင့်ပတ်သက်လို့ရှင်းလင်းပြောကြားပါဗျ။ အဆိုပါဆွေးနွေးပွဲကိုနိုဝင်ဘာ14ရက်နေ့မှနိုဝင်ဘာ16ရက်နေ့ထိ၃ရက်ကြာပြုလုပ်မှာဖြစ်ပြီးဆွေးနွေးပွဲသို့မူလာတန်းအဆင့်ဆရာဆရာမ623နဲ့အထက်တန်းအဆင့်ဆရာဆရာမ182ဦးစုစုပေါင်းဆရာဆရာမ995ဦးတို့တက်ရောက်ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စင်မင်းထိုက်ကပေးပို့လာတာပါ။နောက်ဆုံးထင်ဆက်ပေးမှာကတော့ဘုထထောင်မြို့နယ်အမျိုးသမီးအရောင်ဖွဲ့မှရေနစ်ပဝင်ခြင်းတန်ရှင်းမှုဆိုင်ရာအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဗုဒ္ဓတော်မြို့နယ်မြို့သူမြို့ရောင်ဖွဲမှကြည်မူပြီးပြည်သူများ၊ကျမ်းမာရေးဗုဒ္ဓတော်များနဲ့ပြည်စုံစည်ရန်ရည်ရွယ်၍ရှင်နိဗ္ဗာန်ဝင်ခြင်းတန်ရှင်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲကိုနိုဝင်ဘာ14ရက်နေ့နဲ့17နာရီကအမတ်6အခြေခံပညာထက်တန်းကျောင်းအောင်ကျော်ခမ်းမာတွင်ပြုလုပ်ကြောင်းသိရပါသည်အဲ့ဒီလိုဆောင်ရွာတွင်ဗုဒ္ဓတော်မြို့နယ်ရေသန့်တာဝန်ခံဒေါက်တာတွေတင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဟေမာစောတို့ကတန်ရှင်းဆောင်နေထိုင်မှုစနစ်များကိုဟောပြောဆင်းနေကြပါတယ်။ အရင်နောက်မြို့နယ်မြို့မီးရအဖွဲ့ဥက္ကဋ္ဌဒေါက်ခင်ညွန့်နဲ့အဖွဲ့ဝင်များမြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအသင်းဝင်များနဲ့တာဝန်ရှိသူများကအမတ်တရက်ွက်မိပြဝင်အတွင်းရေဖြန့်ဝေပေးနေတဲ့ရေလောင်ကန်များနဲ့ရေငုပ်များအားကြိရှိစစ်ဆေးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ခင်ဝင်းကပေးပို့လာတာပါ